မင်္ဂလာပါရှင်။ဩဂတ်စ်လ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မရင်းရက်ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီကနေ့ညနေပိုင်းရရှိထားတဲ့ပုံကြီးရဲ့ခါမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားကောင်းရာကနေအားအလွန်ကောင်းနေအောင်တွေ့ရပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြို့ဝကျမော်နယ်တောင်ပိုင်းဒေသကြီးမှာတိမ်ထူရနေပြီးတော့အကြံဒေသကြီးမှာတော့တိမ်အသင့်တင့်ဖြစ်ထွန်းနေပါရဲ့ရှင်။ လေတန်းခန့်နိုင်မှုခမန်းချက်ကတော့ရခိုင်ကန်ယိုရမှာတနအယူ -20 ရနေ25မိုင်၊ကြံကန်ယိုရမှာတော့တနအယူ18မိုင်ရနေ -10 နှုန်းတန်းခန့်နိုင်ပါရရှင်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မနက်ဖြန်အတွက်မိုးလေဝသခမန်းချက်တွေအနည်းငယ်ရတော့မကွေးမှာနေရာစိတ်စိတ်မိုးထစ်ထုံလာနိုင်ပါတယ်။စစ်တွေပသိမ်းပဲခူးရှမ်းကုန်းမော်လမြိုင်ဖအံတဝဲစတဲ့ဒေသတွေအတော်များများမှာတော့နေရာနှံပြမိုးထစ်ထုံလာနိုင်ပါရှင်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မနက်ဖြန်အတွက်ခမန်းချက်တွေအနေနဲ့ရတော့မန်လေးတိုင်းမှာနေရာကျကျမိုးထချုံရနိုင်ပါတယ်။ဟာခာ၊မုံရွာ၊မြကြီးနာ၊လာရှို၊တောင်ကြီး၊ဟဲဟိုလိုက်ကော်စတဲ့ဒေသတွေအတော်များများမှာတော့နေရာအနှံပြားနေနေရာဆစ်စိတ်မိုးထချုံရနိုင်တယ်လို့ခမန်းထားပါရရှင်။ မိုးအချိန်ခမန်းကျန်းနေနေရတော့ကချင်းပြည်နယ်မှာမိုးအချိန်100မီလီမီတာလောက်ထိရွာသွန်းနိုင်ပြီးတော့ကြံတနိုင်ငံလုံးဒီဘက်မှာမိုးအချိန်တွေက40မီလီမီတာနဲ့60မီလီမီတာလောက်ရွာသွန်းနိုင်ပါတယ်ရှင်ထူကြတဲ့နေပူချိန်တွေအနေနဲ့ရောက်တဲ့နိုင်ငံလုံးမှာမိုးရွာဖို့အလားအလာရှိနေတဲ့အတွက်ကြောင့်နေပူချိန်တွေညှော်နေနိုင်ပါတယ်အမြင့်ဆုံးအနေနဲ့ရောက်35ဒီဂရီစင်နီဂရိတ်ဝန်းကျင်လောက်သာရှိနိုင်ပါတယ်ရှင်။ မြမပင်လယ်ပြင်ခံမှန်းချက်အနေနဲ့ကတော့မြမပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းမြင်ဆက်တပီလောင်မြင့်တက်နိုင်ပြီးတော့ကြံကမ်းရိုးတန်းမှာလှိုင်းမြင်က6ပေကနေ10ပေလောင်မြင့်တက်နိုင်ပါတယ်မန္တလေးမြို့နယ်ဤတို့9ရက်စာခံမှန်းချက်အနေနဲ့ကတော့လာမယ့်တပတ်လုံးမှာမန္တလေးမှာမိုးရွာဖို့အလားအလာရှိနိုင်တယ်လို့ခံမှန်းရရှိထားပါတယ်ရှင်ရန်ကုန်မြို့နယ်ဤတို့9ရက်စာခမန်းချက်အနေနဲ့ကတော့လာမယ့်9ရက်လုံးမှာရန်ကုန်မှာလည်းမိုးရွာဖို့လားလာရရှိနိုင်လို့ခမန်းရရှိထားပါရဲ့ရှင်။ နေပြောင်းတဲ့အနည်းတိုင်း9ရက်စာခမန်းချက်အနည်းနည်းရတော့လာမယ့်9ရက်လုံးမှာနေပြောင်းမှလည်းမိုးရဖို့အလားအလာရှိနေတယ်လို့ခမန်းရရှိထားပါရဲ့ရှင်ဆက်လိုက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရဲ့ရှင်။ကျေးဇူးများရဲ့တင်ပါရဲ့ရှင်။